မုံဟင်ကားဆိုရင် အရန်ကြိုက်တဲ့ချင်းညီကိုတွေအတွက်တော့ဒီနေ့အိမ်မှာနေရင်အလွယ်တကူချက်စားလို့ရတဲ့အိမ်ချက်မုံဟင်ကားအရေးချက်နေလေးလာမြောက်ပေးပါမယ်ချက်နီးလေးကိုမကြည့်ရှုခင်လေမှာနောက်တင်ဆက်မဲ့ဗီဒီယိုအစ်စ်တွေကိုလည်းလက်မလို့ရအောင်လို့ကျွန်တော်ရဲ့ YouTube Channel လေးနဲ့ Facebook လေးကိုလည်း Like and Share လေးနေပြီးတော့ Follower လေးလုပ်သွားပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာ မချက်ခင်မှာအရင်ဦးဆုံးဘပွားဆူနဲ့ရေထဲမှာဆန်ဝင်းလေးအသင့်တင့်ထဲစားလေးအနေတော်ထဲဇပလင်လေးတပင်လောက်ထုပြပြီးရိုက်ထဲရေနဲ့တန့်စီအောင်စီထားတဲ့ငားလေးတွေကိုထဲမီးလေးကိုပုံမှန်လောက်နဲ့ငားလေးတွေကျက်သွားတဲ့အထိပြုတ်ပါမယ်အချိန်လေးအနည်းငယ်ကြာလာလို့ငားလေးတွေကျက်လာပြီဆိုလို့ရှိရင်တော့ဆယ်ထုတ်ပြီးတော့လင်မန်းလေးထဲမှာအေးလေးခံထားပေးပါငါးလေးအေးတာကိုစောင့်ရင်တဲ့အချိန်မှာကြက်သွန်နေတဲ့ဂျင်းလေးအတင်းတင်းလောက်ထက်ကြက်သွန်ပြူလေးပါထက်ဒါဒီအားလုံးကိုမညက်တညက်လေးထောင်လာပေးပါ မပြောမင်ကြိုက်တဲ့ချစ်ညစ်ကိုတွေအတွက်တော့ငပြောဦးနဲ့သုံးမဲ့ဆိုရင်ပိုကောင်းပါတယ်ငပြောဦးတွေမင်းမသွားအောင်လို့ရေတန့်လေးထဲမှာစားထဲဆွွင်းထဲပြီးတော့စိန်ထားပေးပါအေးခံထားတဲ့ငားလေးတွေလုံးဝအေးသွားပြီဆိုလို့ရှိရင်တော့အသားတက်တက်ကိုကျွန်တော်တို့ခွာထုတ်ပေးရပါမယ်ငားကိုကြတော့ငရမ်းဒါမှမဟုတ်ရင်ငခုကြိုက်တာရွေးတုံလို့ရပါတယ်ငားကလက်ဆက်လေးပို့ပြီးတော့ကောင်းလေးပါပဲကြံခဲ့တဲ့အယိုးကိုကြတော့ ငရုတ်စုံလေးထဲမှာထည့်ထောင်ငပြုတ်ရုပ်ကြီးနဲ့ရောသမမွေအောင်နှံ့ပြီးရှင်စကားလေးနဲ့စစ်ထားပေးပါ။ကဲမုံရင်ကားအရေးချက်ဖို့အတွက်စီလေးတင်တင်ထဲဆနွင်းလေးအနေနဲ့တော့ထည့်မညက်တညက်ထောင်လာတဲ့စက်တုံမှုစက်တုံကြီးဂျင်းလေးတွေကိုအနှံ့လေးအနေငယ်မွေးကြိုင်လာတဲ့အထိအပေါ်အောက်နှံ့အောင်မွေးပေးပါ။လုံးဝမွေးသွားပြီဆိုရင်တော့အယောင်လေးလားစီဖို့အတွက်ညှုပ်သည့်အစိမ်းမုံတွေထဲဒါတွေအားလုံးကိုတမအောင်တစ်ခါလောက်ပြန်ပြီးတော့မွေးပြီးဆိုရင်တော့ချွေထားတဲ့ငားရက်အသားလေးတွေပါထည့်လို့ရပါပြီ။ မောင်ဟင်းကားအရေကိုပြပြလေးစားချင်တယ်ဆိုရင်တော့ငားသာနန်းနိုင်လေးချက်ထဲပါအရသာအတွက်ကြတော့အသားမုံလေးထည့်မယ်ငပိရေချူလေးပါအတင်တင်လောက်ထည့်မကြိုက်ရင်ငံပြာရီကိုပြောင်းသုံးပါငပိရေချူကပို့ပြီးတော့စားကောင်းပါနဲ့အားလုံးအပေါ်အောင်တမန်အောင်မွေလို့အနံ့လေးမွေးလာပြီဆိုရင်ဘေးမှာခဏထထားပေးပါကဲဒါဆိုရင်တော့ငါပြုတ်ရည်နဲ့ငါယူကို ေချာထောင်းပြီးတော့အယိုးစင်အောင်စစ်ထားတဲ့ငပြုတ်ရည်လေးပါပပွက်လေးဆူလာပြီဆိုလို့ရှိရင်တော့စောနာကကျွန်တော်တို့ကြော်ထားတဲ့ငါးလေးတွေကိုထည့်လို့ရပါပြီဒီချက်နီးမှာကြတော့ဆန်လော်မုတ်တွေဆန်နှင်းမုတ်တွေလုံအောင်ထည့်မသုံးထားတဲ့အတွက်ကြောင့်ငါးထည့်နိုင်လေဟင်ကားရည်ပိုရတာရှိနေပါပဲငါးထည့်မသုံးပဲဟင်ကားရည်ပြည့်အောင်ချက်လို့ရတဲ့ချက်နီးလေးလေးရှိရင်လည်း comment အောက်မှာပြောပြလို့ရပါတယ်ရည်လေးနည်းနေမယ်ဆိုရင်ရည်လေးထပ်ထည့်နောက်ထပ်ငပြုတ်ဥလေးပါထပ်ထည့်ငပြုတ်ဥကိုရည်စည်းစရာလုံအောင်မလိုပါဘူးအဖုံးလေးကိုပိတ်ပ ပွက်လေးပြန်ဆူလာပြီဆိုလို့ရှိရင်တော့ကြက်ဥကြိုက်ရင် ကြက်ဥထဲဘဲဥကြိုက်ရင်ဘဲဥထဲကျက်သွန်နီးဥသေးလေးတွေပါတခါတည်းထဲအရသာကိုကြတော့စာအသားမုံငန်းငန်းပြည်ကြီးလေးအစ်င့်တင်ထပ်ပြီးတော့ထည့်ထားပါဗျ။မပြောဥလေးနွမ်းသွားအောင်လို့အဖုံးလေးလွန်ပိတ်ပြီးတော့မီလေးဖြည်းဖြည်းလေးနဲ့ထပ်ချက်ပါမယ်ခင်ဗျာ။ ကဲအချိန်လေးနေငယ်ကြာလာပြီဟင်းအားကြီးအနံ့တွေလည်းမွေးလာပြီဆိုရင်တော့ပေါ့ငံအရသာလေးကိုမြည်လိုအပ်တာလေးတွေကိုလည်းတင်စိတ်ကြိုက်ထားထည့်နေပါတယ်ဟင်းအားကြီးဒီထက်ထပ်ပြစ်ချင်တယ်ဆိုရင်တော့ကြက်ဥလေးကိုငါးလုံးလောက်ခွဲပြီးတော့လည်းထည့်နိုင်ပါတယ်အမွေးကြိုင်အတွက်ကြတော့ကျွန်တော်ဇပလင်ပဲထည့်ထားပါတယ်ဒီထက်ပုံမွေးချင်တဲ့ငရုတ်ကောင်းလေးထည့်ချင်တယ်ဆိုရင်လည်းထည့်လို့ရပါတယ်အိမ်ချက်လက်ရမောင်ဝင်ကားလေးကိုအခုလိုဘူးသီးကြော်လေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်လည်းအရန်လိုက်တယ်လို့ပက်ကက်ကြော်လေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့လိုက်ဖက်ပါတယ် ကဲအိမ်ချက်လက်ရမုံဟင်ကားလေးကိုအိမ်ကစားတဲ့ပုံစံလေးအတိုင်းပူစီနံအရွက်လေးထက်ရှမ်းနန်နံလေးထက်ပဲတော့ရှိကြရင်ပဲတော့ရှိထက်ဘူးသီးကြော်လေးပါအသင့်တင့်လောက်ထက်ဟင်ကားရည်ပူပူလေးကိုစမ်းငုတ်သီးအဆက်လေးပါကြိုက်တယ်ဆိုလို့ရှိရင်တော့ငုတ်သီးအကြက်မုံလေးအပေါ်ကဖြူထမင်းဝါသေးတာရှိတယ်ဆိုရင်တော့အရန်ကိုစားလို့ကောင်းတယ်အိမ်ချက်မုံဟင်ကားလေးပါပဲခင်ဗျာတပွင့်ပြင်းမယ်ဘုကန်စားပြီးပြီးတော့ဒေးစားတော့လား ีชานี่พี่ว่าจะเปียกใช่ไหมสามแบบสามแบบนะแต่พี่ร้องอะไรแล้วขอน้องออกขอน้องเออเอาหุ่ยเอาหุ่นเอาหุ่นหมาขอน้อง ောင်းပြောပဲကြားရတော့ညာတယ်ဘယ်ပြောပဲမကြားညာပဲမပြောပဲအေးဆန်းနေဆန်းနေဦးမြင့်ဒီကတက်ကြည့်လို့ရှိတယ် 办一学。 ချက်နေတဲ့ဖက်ကြည့်ကြည့်နော်ဒီဘာတော့ကျွန်တော်တို့ဆက်မုတ်လေးဆက်လို့ရမဖြစ်ထည့်ရှင်းလေးထည့်လို့ရနော်အရင်ပြည့်လို့ရှိရင်ငားရဲ့အရာလာကိုကြိုက်ငားလည်းမပြောရင်လည်းပူစားပေးပြီးထည့်ပါလိုက်ခင်ဗျာမပူရကျောင်းမှာစားလို့အရသာရှိတယ်မွင့်ကလည်းချက်သာကြည့်ရအောင်နောက်ထပ်ပ 太不了对面，前面我一百的手续费哦，不卖了我咯，老李卖的是白沙咯，没掺进来。然后他店嘛太不了对面，拜拜。Bye.